အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးနဲ့အကစားသတင်းအစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစတဲ့ခင်မှာ channel ကို subscribe ပြုလုပ်ထားပြီးတောင်းဆိုချင်ပါတယ်ရှင်နာဘောအသင်းကဒီကုံဘောအသင်းကို penalty အစုံအဖျက်69ခုခန့်ကိုနဲ့အနိုင်ယူပြီးတော့ semi final ဆင်ကိုတက်လန်းနိုင်ခဲ့ပါတယ်လက်ရှိမြန်မာ national league champion ရှောင်းနေတဲ့အသင်းက quarter final အဆင့်မှာမြောက်ဝတီတင်နဲ့တွေ့ဆုံခဲ့ပြီးတော့9ခုမရှိရလန့်တဲ့အနိုင်ရရှိခဲ့ပြီးတော့ semi final ဆင်ကိုတက်လန်းနိုင်ခဲ့ပါတယ် အာဆီယံယူဆကောမြန်မာပြည်ပြိုင်ပွဲမှာမြန်မာမြန်မာပြည်တင်ကအင်ဒိုနီးရှားမြန်မာပြည်တင်ကိုပန်နတီရဆုံးဖြန်ကကို6ကိုနဲ့ရှုံးနေခဲ့ပြီးတော့စတုတ္တနေရနဲ့သာချိန်နှက်ခဲ့ရပါတယ်။ USC Fighter Van ကကမ္ဘာ ranking အဆင့်17ကိုပြန်ကျသွားခဲ့ပါတယ်။ဒါပေမဲ့အဆင့်10နေရာက Ravi ကိုနိုင်ယူပြီးတော့ USC Fighter Van က ranking အဆင့်10နေရာကိုရယူသွားနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ League 2025 Quarter Final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ရန်ကုန် United အသင်းနဲ့ Hanover United အသင်းတို့ရဲ့ပွဲစဉ်ကိုမနက်ဖြန်သူနောက်ကွယ်မှာရှင်းပြလိုက်တော့မှဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်အတွက်ရန်ကုန်ပရိသတ်တွေသွားလာပြီးလက်ကူစီရန်အတွက်ရန်ကုန် United အသင်းကကားစီစဉ်ပေးတော့မှဖြစ်တဲ့ဆိုပြီးတော့သိရပါတယ်။ကားနဲ့လိုက်ပါလို့ရန်ကုန်အသင်းပရိသတ်တွေအားလုံးရန်ကုန် United အသင်းတရှိအားရန်ကုန် United Sport Complex ကိုမနက်ဖြန်၄နာရီအရောက်လာရောက်ပေးဖို့အတွက်ဖိတ်ခေါ်ထားပါတယ်။ အာရှဘောလုံးပွဲချုပ် AFC ကနေကျင်းပတဲ့ AFC Champions League ပြိုင်ပွဲကိုမြန်မာနိုင်ငံကစားပြုကလပ်အသင်းနှစ်သင်းဖြစ်တဲ့မြန်မာ National League Champion ရှမ်း United အသင်းနဲ့ဒုတိယရရှိခဲ့တဲ့ရန်ကုန် United အသင်းတို့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။မြန်မာပြည်တွင်း League Champion ရှမ်း United အသင်းကပြိုင်ပွဲအုပ်စုအဆင့်ကနေစတင်ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ရန်ကုန် United အသင်းကတော့ Play-off အဆင့်ကနေပြီးတော့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ 2026 AFC Women Asian Cup Qualifier ပွဲစဉ်တွေကိုဇွန်လ29ရက်ကနေဇူလိုင်15ရက်နေ့အထိမြန်မာနိုင်ငံကနေအရှင်နိုင်ငံအဖြစ်လက်ခံကျင်းပတော့မှာဖြစ်ပါတယ်။ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြန်မယ်မြန်မာလေးစဉ်မြို့သူမြို့သားကအုပ်စုစီမံပါဝင်နေပြီးတော့ဇွန်လ29ရက်နေ့အုပ်စုဖွဲ့ဝင်စင်မှာတာမင်နစ္စတန်အသင်းနဲ့ရှင်ပြန်ကစားမိဖြစ်ပြီးတော့ဇွန်လ2ရက်နေ့မှာဘင်္ဂလားဒေ့ရှ်အသင်းဇူလိုင်လ9ရက်နေ့မှာဘာရင်းတင်းတို့နဲ့ရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်။ မြန်မာကိုစားပြု UFC Fighter Van ပွဲထိုးဖို့စနေရပဲလို့ပြောတော့တယ်အခုပွဲကိုနိုင်မယ်ဆိုရင် Champion Cup ကိုတခါလေးလူရမှာပါလက်ရှိ Champion ကအခုအဆင့်တက်ကနေ30ကြာကလူတွေတော်တော်များများကိုနိုင်ထားပြီးသားဖြစ်တာမလို့ဘန်သာအခုပွဲကိုနိုင်မယ်ဆိုရင်တော်တော်စိတ်ဝင်စားစရာကောင်းသားမှာပါမြန်မာအမျိုးသမီးလေးစဉ်ဟောင်းဆဆမော်ကချင်းမလီရဲ့ရှိတဲ့ AIA Ban Woman Futsal League 2025ပြိုင်ပွဲဝင်အသင်းဖြစ်တဲ့ Pacific Sapphire FC အသင်းမှာဝင်ရောက်ကစားလျက်ရှိပါတယ်။ ဂျွန်၁၈ရက်နေ့ညနေပိုင်းကရှင်မြန်ကစားခဲ့တဲ့ Pacific Sapphire FC တင်းနဲ့ Melaton City တို့ရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်မှာမြမမြသမီးလွေစင်ဟောင်းဆန်းဆန်းမော်ကဝင်ရောက်ရှင်မြန်ကစားခဲ့ခြင်းဖြစ်ပါတယ်။အာဆီယံယူဆကောမြသမီးချန်ပီယံရှစ်ပြိုင်ပွဲကတော့ဒီနေ့ပြီးဆုံးခဲ့ပါပြီ။မြမအသင်းရဲ့ပွဲစဉ်တွေကနေတောက်ပတ်လာတဲ့ချက်တပွင့်ရှိနေပါတယ်။မိထက်လူလက်သစ်ဆိုပြီးတော့တင်စားခေါ်ဝင်နေကြတဲ့သူကကျောင်းနံပါတ်၁၇ကိုဝဆင်ထားပြီးတော့မြမမြသမီးဆကောအသင်းရဲ့ကွင်းလယ်ကိုထိန်းချောင်းပေးနေတဲ့လယ်ဝဲသူလေးဒေးစီအောင်ဖြစ်ပါတယ်။ ဒီကိုတို့ဒီစီအောင်အကြောင်းကိုသိရဆိုရင် comment မှာ match တော့ပြလို့ရပါရဲ့နော်ဟန်တာဝရီတင်းတဲ့နောက်သဘောတူလောက်ွယ်ထားတဲ့မြမလေးရေးစဲနောက်ခံလူလက်ဝေဘုံတရားဖြစ်တဲ့နမဲကြီးကလက်အတင်းတဲ့တင်းကိုပြောင်းရွှေ့ဖို့စီစဉ်နေရလို့သတင်းထွက်ပေါ်နေပါတယ်အသက်20ရွယ်နောက်ခံလူလက်ဝေဘုံတရားရန်ကုန်အတင်းကိုရောင်းနိုင်ချေရှိရဆိုပြီးတော့လေသတင်းတွေထွက်ပေါ်နေပါတယ်ရှမ်းနယ်နဲ့ဒီ AW အသင်းဟန်တာဝီအသင်းတို့မှာကစားခဲ့ပြီးတော့မြန်မာ National League အထွေထွေဖော်ပြစာရှိထားတာဖြစ်ပါတယ် မြမလေးစဉ်အတင်းမှာလည်းကစားခွင့်ရရှိထားခဲ့ဘူးသလိုသူ့ရဲ့အားသာချက်အဖြစ်မြမတဲ့အရာအမောင်းကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်အခုတင်ဆက်မှုလေးကိုကျွန်တော်တက်ဆက်နော် subscribe like comment တွေပြုလုပ်သွားပေးခဲ့ကြပါနောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်